ကဲမင်္ဂလာပါညီကိုတို့ရေ Gobi Page ကနေပြန်လဲကြိုဆိုလိုက်ပါရဗျ။အော်ဒီ live ကတော့ကျွန်တော်တို့ဒါ Bundesliga เนาะ၃စတပွဲပါဝင်တော့ဒီနေ့28ရက်ဦးလာ2025ရဲ့ Bundesliga ပွဲတွေအားလုံးပြောပေးမယ် live ဖြစ်ပါတယ်။ရှေ့မှာတော့ကျွန်တော် Premier League only live လေးတခု ရှိပါတယ်။အဲဒီမှာ၃စတပွဲနဲ့၂စတပွဲအဲတကြောင်တဲ့ပွဲနှစ်ပွဲလေးပြောခဲ့ပြီးပါပြီအဲ့တော့ဒီ live ထဲမှာကျွန်တော်ရွေးချယ်ထားတဲ့ Bundesliga တွေက၃စပါတဲ့ပွဲတွေတပွဲပါမှာဖြစ်သလို၄သင်းမောင်းလေးတမောင်းဒီထဲကเนาะဒီ live ထဲမှာကျွန်တော်၄သင်းမောင်းမောင်း၁လေး ပြောပြီးမှဖြစ်ပါတယ်เนาะအထုံးစံတိုင်းလေးစလိုက်အောင်ညီကိုရေเนาะအဲ့တော့အသေးလေးလက်မလေးတယောက်တစ်ချက်လောက်ကိုညီတို့နှိပ်ပေးကြပါအောင်ညီကိုရေကျေးဇူးအများကြီးတင်ပါတယ်ဗျမင်္ဂလာပါဗျ brother ချစ်တဲကိုမင်္ဂလာပါတန်းဆိုး AMA မင်္ဂလာပါနေဖြူမင်္ဂလာပါတုတ်ကြီးမင်္ဂလာပါဗျဟိမင်းဆိုးဟိမင်းဆိုးမင်္ဂလာပါမျိုးကျော်သူမင်္ဂလာပါကျော်စင်မင်္ဂလာပါဝါဝခင်မင်္ဂလာပါဖုံးတော်ခတ်မင်္ဂလာပါရက်မီမင်္ဂလာပါဝေယံလင်းမင်္ဂလာပါညီကိုရေဘရဒါမျိုးအောင်မျိုးစော်မြန်မာမင်္ဂလာပါဗျလက်ကီချမ်းမင်္ဂလာပါချစ်သေးကိုမင်္ဂလာပါဗျ ဝင်းကြိုင်မင်္ဂလာပါထွန်းထွန်းလေးမင်္ဂလာပါတီတီဆိုင်မင်္ဂလာပါရွှေကြီးမင်္ဂလာပါကိုစောမင်္ဂလာပါဗျဘာသာတုတ်ကြီးမင်္ဂလာပါဗျညီညီစောညီညီစောမင်္ဂလာပါနိုင်လေးမင်္ဂလာပါဖြိုးကျော်မင်္ဂလာပါမမောင်အေးမင်္ဂလာပါစုဖို့မင်္ဂလာပါ brother ပြဖြိုးမင်္ဂလာပါဗျ MC ဟုတ်ပါဘူး AC အာကာအောင်မင်္ဂလာပါဗျထွန်းလင်းဦးမင်္ဂလာပါခင်မဝင်းမင်္ဂလာပါငုံဝေတို့တဲ့မင်္ဂလာပါအောင်ကူလက်မင်္ဂလာပါဂျူရီဖီလစ်မင်္ဂလာပါညီကိုရေးတန်းတော့1 2 3မင်္ဂလာပါဗျ တက်ကိုစီမင်္ဂလာပါရှိုင်းထက်အောင်မင်္ဂလာပါကျော်လွန်မင်္ဂလာပါမိုင်းလုံးမင်္ဂလာပါအဲကျော်နိုင်မင်းမင်္ဂလာပါဗျအောင်ရက်ထက်မင်္ဂလာပါညီကိုကြီးမောင်မောင်မင်္ဂလာပါဗျကြဲရဆိုတော့ကျွန်တော်စလိုက်မယ်ဗျာနော်အရင်ကြာသွားမှဆိုးလို့ပါအဲ့တော့ဒီ live တဲမှာတော့ကျွန်တော်တို့ Bundesliga တွေက3စတပွဲလေးပြောပြီးမှာဖြစ်တယ်လို့၄သင်းမောင်းမောင်းတစ်ထဲက၄သင်းလေးလည်းရွေးချယ်ပြီးမှာဖြစ်ပါတယ်เนาะအော်မင်းညာကတော့ကျွန်တော် Bundesliga ကတော့ဒါ Bayern Munich အသင်းက 4C နဲ့ဒီ Werder Bremen အသင်းကိုဖုတ်ခဲ့ပါတယ်အဲ့တော့လက်ရှိကတော့ Bundesliga ရဲ့ဒီရာသီ Champion ကတော့ ဘိုင်ယန်မှလွဲပြီးတော့တိတ်မရှိနိုင်ဘူးဗျာเนาะရလရှိလီဗာကူဆန်လည်းလစ်သွားပြီအဲ့တော့ဒေါမွန်နဲ့လိုက်ပ်ဇစ်ကလည်းအလောက်ကြီးမှီနိုင်မဲ့လူစင်းမျိုးမရှိတယ်လို့ခြေစွမ်းမျိုးလည်းလက်ရှိမှာမမြင်ရဘူးဗျာเนาะအဲ့တော့ကျွန်တော်ထင်တော့ဘိုင်ယန်မဲအဆင်ပြေလောက်မဲ့เนาะဒီအားဒီမှာကျုံးမဲ့အနေထားလေးရှိပါတယ်เนาะချန်ပီယံကတော့ဘိုင်ယန်မဲဖြစ်မဲ့ပုံပါပဲကြည့်ရဆိုတော့ကျွန်တော် Let's go ပါဆိုတော့ဒါ Wise ဘက်မှာစော့ကျင်တဲ့ညီကိုတွေနေနေရလဲ GB ရဲ့ promo code ဖြစ်တဲ့ GB777 ကိုအသုံးပြုတော့လေ100% bonus တွေရနိုင်ပါတယ်အသေးသေးသိရှိလိုပါက Wise ဘက်မြန်မာ Facebook page နဲ့သူတို့ရဲ့ application တို့မှာ website link ရဲ့ customer service code တွေကိုနေပြီးတော့လေ24နာရီတိလို့ရ တွေမေးမြန်းလို့ရပါတယ်အဲ့တော့ကျွန်တော်တို့ let's go ပါဗျဆိုတော့ကျွန်တော်ပထမအဆုံးပြောမယ့်ပွဲကတော့ဒေါမွန်ပွဲပါ Osban နဲ့ကျွန်တော် heading ကလုံးဝမကြည့်ပါဘူးရှောင်ပါတယ်အရင်အရင်အောင်ရအောင်ရနောက်တဲ့ပွဲဖြစ်မှာမလို့ပေါ့နော်အဲ့တော့ပထမအဆုံးစပြောမှာတော့ကျွန်တော် Maze နဲ့ဒါဒေါမွန်ပွဲကနေစပြောမှာဖြစ်ပါတယ်လက်ရှိဒေါမွန်အဆင့်နှစ်မှာရမဆယ်မန်းနဲ့ရက်တည်နေပါတယ်ခြေစွမ်းတကယ်ကောင်းပါတယ်ကိုကိုသွင်းလာတဲ့၃ကိုပဲပေးရတယ်ကောင်းရဖောင်အရင်ကောင်းပါတယ်ဆိုတော့လက်ရှိပေးထားတဲ့ကြည်က level 100ရှုံး level 90 တရားပဲထားပါတော့ဗျာ level တရားရှုံးပေးထားတယ်သုံးလုံးတည်ပေးထားတယ် level တရားဝင်ရောမှာသုံးလုံးတည်ဆိုတဲ့ကနှစ်သိန်းစလုံးတည်ကြပေါ့ကိုးရမယ်အနေထားစပြီးတွားမှာဖြစ်ပါတယ်မနေ့ကဒေတာတက်ဆိုမှုပြန်ကြည့်ရရင် maze အိမ်ဝင်းမှာ dot မော်ဝေးဝင်းရနေ level တရားရှုံးမနေ့ကလည်းပေးခဲ့တယ်31နဲ့ mix ကပဲနိုင်ခဲ့တာဖြစ်ပါတယ်ဆိုတော့လက်ရှိ G ရဒီလိုမျိုးထိတဲ့တက်ဆုံမှုနဲ့ပြန်ရှင်ကြည့်ရင်တော့ G ပြင်းတဲ့အနေထားမှာတော့မရှိပါဘူးတို့ပေမဲ့ mix အင်ွယ်သမိုင်းရှောက်မှာ Dormon ဟာ ကြီးတော်တော်များများအောင်ခဲ့တာတွေ့ရတယ်ဗျဒီထဲမှာ level 50ရှုံး GD ပါတယ်တစ်ဖက်ကတလုံး50ပေါင်း GD ပါတယ်ဒါပေမဲ့နောက်ဆုံး5နှစ်ဆက်6နှစ်ဆက်မှာ5နှစ်ဆက်ဒီကြီးအောင်ခဲ့တာတွေ့ရတယ်ပေါ့လေအဲ့တော့တစ်ဖက်ကပြန်ကြည့်ရရင်လက်ရှိ Garrett Form ကြည့်ရရင်မေးစာအရင်မေးစလောက်တော့ခြေစွမ်းမှတ်မှန်နေဘူးဗျเนาะနောက်ဆုံးပွဲမှာသာ14နဲ့ Osbert အသင်းကိုထပြီးနိုင်တာဖြစ်ပါတယ်เนาะအဲ့တော့ရှေ့မှာ Leipzig အသင်းကိုအိမ်ဝင်းမှာ0-1နဲ့ရှုံးထားပါတယ် Leipzig ဆိုတာလက်ရှိ Dortmund ဆိုင်တိုက်စစ်က အဲအားနေတယ်လို့ပြောလို့ရတယ်ဗောနော်ဇာဘီဆိုင်မွန်လည်းထွက်သွားတဲ့အနေအထားမျိုးမှာ live set မှာအရင်ကြီးအားကိုးရတဲ့ကစားသမားတိတ်တော့မရှိဘူးတော့မော်လောက်ဒါတောင်မှ live set အသင်းကို နော် mace ဘက်ကနေနော်ဒီထိတ်တဲ့သူမှုတော့က level 50ရှုံ mace ကပေးခဲ့တာပါဆိုတော့အခုတော့မော်က level 100ပြန်ပေးတယ်ဆိုတော့ dj နဲ့ရှင်ရင်တော့ live set တော့ကဂျင်းနဲ့ရှင်ရင်တော့တော့မော်ကြီးပြင်းပါတယ်ပြင်းနေတယ်မှာပါတယ်နော်နောက်ပြီးတော့နောက်တစ်ပွဲကတော့ wolf ဘက်အသင်းကိုဝမ်ဝမ်နဲ့တည်ကန်လာတယ်ဒီ rose sample အသင်းကိုတော့ europa conference မှာ4-1နဲ့တည်တာဒါပေမဲ့ ကိုလုံးအသင်းကိုဇီးဝါနဲ့အိမ်ကွင်းမှာရှုံးထားတဲ့အချက်ကြောင့်မေစီရဲ့ဒီလက်ရှိအိမ်ကွင်းကဟိုတည်ရည်အပြင်တော့မရနိုင်ဘူးဗျအလွန်ဆုံးတည်ရည်လောက်ပဲမေစီတို့မှန်းလို့ရလိမ့်မယ်ထင်ပါတယ်เนาะအဲ့တော့တစ်ဖက်ကဒေါမွန်ဒေါမွန်ဟာလက်ရှိမှာ ိုက်စစ်ပိုင်းရောခန့်စစ်ပိုင်းရောမျှတယ်ဆိုတော့ဒီဟာဒီရှုံးပွဲလုံးဝမရှိသားသေးဘူးခြေစမ်းပွဲတစ်ပွဲဂျိုဗင်အတက်အသင်းကိုပဲ1 2နဲ့ရှုံးတယ်ဂျန်နာရီကမဆိုးဘူးပေါ့နော်ဒါပေမဲ့လည်းစိတ်ပေါ်လီအင်ကုန်းကအဖွင့်ပွဲကို3 3နဲ့တီးကြသွားတယ်ယူနီဘာလင်ကို3 6ုပြတ်နဲ့နိုင်ထားတယ်ဗျာနော်အဲ့တော့ပြီးရင်တော့ဟက်ဒင်ဟင်းကိုနိုင်လာတယ်ဂျိုဗင်ကိုတီးကန်လာတယ်ဘူးဘက်ကို1 0ဆိုတော့အရန်ကြီးတော့ဒေါမွန်ဟာအဲလက်ရှိအနေအထားအရကတော့ကောင်းတာမျိုးမဟုတ်ပင်မဲ့မေးစရဲ့လက်ရှိကာရဖောင်စုပ်ပုံမျိုးနဲ့ကနော် live စနဲ့ကိုလုံးရှုံးထားတဲ့အင်ဝင်းမျိုးကဒီနေ့ထပ်ပြီးတော့ တတိယမြောက်ရှုံးပွဲအဖြစ်မစ်တို့ရင်ဆိုင်ရနိုင်မယ်လို့ယူဆတယ်ဗျ။အဲ့တော့ level တရာရှုံးမှာ၃လုံးတည်ကြီးရာကျွန်တော်ထင်တော့ဒေါမွန်တေချာပေါက်ဘဲကိုကွဲနိုင်တယ်။ကိုကတော့ ဒေါမွန်ဘက်ကရဖို့ပို့ပြီးတေးကြတယ်ဗျဆိုတော့လူမျိုးအနေထားမှာကျွန်တော်တော့ဒေါမွန်ပဲကြိုက်တယ်ဗျနော်ဒေါမွန်ဘော်ဒီလေးပါပါလေးကြိုက်ပါတယ်โอเคပါအဲ့တော့နောက်ပွဲကတော့ကျွန်တော်စိန့်ဘော်ဒီနဲ့ဒါလီဗာကူဆန်ပွဲပါလီဗာကူဆန်ကလည်းပဲ80ပေးထားပါတယ်380ပေါင်းပေးထားပါတယ်အဲ့တော့လီဗာကူဆန်အနေနဲ့ကတော့ဒီရသည်မှာတော့ဘာမှမျှော်လင့်လို့မရတော့ဘူးအဆင့်7မှာနော်လက်ရှိ၄ပွဲမှာနှစ်ပွဲတည်ရတပွဲရှုံးတပွဲပဲနိုင်တာလေဆိုတော့လက်ရှိ9မှတ်နဲ့ဘာမှတော့မဖြစ်တော့ဘူးအဲ့တော့ဒီဘက်ကစိန့်ဘော်ဒီကတူထောင်အပေါ်ရောက်နေတယ်လက်ရှိအဆင့်9မှာနော်ရမှတ်9မှတ်နဲ့ရက်တည်နေတာဖြစ်ပါတယ်အဲ့တော့ ဒီနေ့ရမနေ့ကထိတဲ့တွေ့ဆုံမှုရစိန်ပေါ်လီအင်ကုန်းမှာလီဘောက်ဆန်ဝေးဝန်းကနေပေးတဲ့ကြီးကတလုံး90ပေါင်ဖြစ်တဲ့ဝမ်းဝမ်းနေပဲတည်ကြခဲ့ခြင်းဖြစ်ပါတယ်။တမိုင်းတစ်လျှောက်စိန်ပေါ်လီအင်ကုန်းတိုင်းမှာလီဘောက်ဆန်တို့အရန်ကြီးကြည့်အောင်လည်းပွဲမရှိခဲ့ဘူး။တခါပဲနိုင်မှုတဲ့2010တုန်းကဘွန်ဒလီကာမှာ0-1နဲ့နိုင်ခဲ့တာဖြစ်ပါတယ်။နောက်ဒါကြောင့်အရန်ကြီးအစင်လာလဲမကောင်းခဲ့ပါဘူး။စိန်ပေါ်လီကနောက်ဆုံးပွဲမှာစတုဂတ်အသင်းကို ဒူးစီးနဲ့ရှုံးလာတဲ့ပွဲကလွဲလို့ကျန်တဲ့ပွဲအားလုံးရလာကောင်းပါတယ်ဒီတက်မှာအော့စ်ဘတ်အသင်းကိုနိုင်လာတယ်ဟောဒီဟမ်ဘတ်ဟမ်ဘတ်အသင်းဟမ်ဘတ်ကအသင်းကို0-2နဲ့ပွဲပြီးတယ်ဒေါမွန်အသင်းကို3-3နဲ့ကန်လာတာဖြစ်ပါတယ်အဲ့တော့လက်ရှိကြည့်ရရင်ဒေါမွန်ပွဲတုန်းကစိန့်ပေါ်လီအင်္ဂုံးမှာဒေါမွန်ဝေးဝန်းကနေကျွန်တော်တို့ဒေါမွန်က level တရားရှုံးပေးခဲ့ခြင်းဖြစ်ပါတယ်။ဆိုတော့ Dortmund နောက် level တရားရှုံးပေးခဲ့တဲ့အနေအထားမျိုးမှာလက်ရှိအဆင့်17ရောက်နေတဲ့ Leverkusen အနေနဲ့ level 50ဝင်ယူကြော်ကြော်ပဲပေးထားတယ်ဆိုတော့ကြီးအရာအဖြစ်တော့တော်တော်လေး Leverkusen ကြီးပြော့တယ်ဗျ။ဒါကောမှ380ပေါင်းနဲ့ထက်တွက်ပြီးစဉ်းစားမယ်ဆိုရင်လည်း zone out ဝင်ရမယ်သဘောဖြစ်နေပါတယ်။နောက်အဲ့တော့ Saint Pauli အင်ဂွင်ကတော့ဒီပွဲမှာကောင်းမယ်လို့ယူဆတယ်။ဆိုတော့ Leverkusen အနေနဲ့က Bodenus Gore ကြီးပဲတောက်လျှောက်ဖြစ်နေတယ်ဟိုတောက်လျှောက်နောက်ဆုံး၅ပွဲဆက်ဖြစ်နေတယ်ဆိုတော့ ပေါ်ဘက်သွားတဲ့အနေအထားမျိုးမှာ380ပေါင်း GE ကဒီဘွဲတော်လီဘာကူဆန်ရုံးကန်ရနိုင်တယ်ဗျာ။နောက်တော့ဝေးဝင်းမှာလည်းဒီကသည်အဲနိုင်ပွဲလုံးကမရှိထားသေးတဲ့အနေအထားမှာ water brim အိမ်ကွင်းမှာလည်း level တရားရှုံးကို33နဲ့ပွဲပြီးခဲ့တဲ့အနေအထားမျိုးမှာကျွန်တော်တို့ဒီပွဲယူရမယ်ဆိုရင်တော့မှ zone out ပဲကြိုက်တယ်ဗျစိတ် body body ကြိုက်ပါတယ် go out ကြိုက်ပါတယ်အဲ့နှစ်ကြောင်းပဲစဉ်းစားသင့်တယ်လို့ ကျွန်တော်ကတော့ယူဆပါတယ်နော်โอเคပါအဲ့တော့နောက်တစ်ပွဲကတော့ကျွန်တော်တို့ Wolves နဲ့ကျွန်တော်တို့ Leipzig ပွဲလေးဖြစ်ပါတယ်နော်အဲ့တော့ Wolves နဲ့ Leipzig မှာကလက်ရှိအနေအထားမှာဒါ DG ပေးထားတယ်330ရှုံးနဲ့ပြန်ကားထားခြင်းဖြစ်ပါတယ်ဒီနှစ်သိန်းရဲ့နောက်ဆုံးထိတဲ့တိစုမှုပြီးခဲ့တဲ့ရာသီမှာလည်း Wolves အိမ်ကောမှာ DG ပဲပေးကြတာ2-3နဲ့ Leipzig အသင်းအဝေးဝန်းကနေ2-3နဲ့အနိုင်ရခဲ့တာဖြစ်ပါတယ်ဆိုတော့လက်ရှိအနေအထားအရ G ကတော့မှန်တယ်လို့ပဲပြောအောင်ပါဖြစ်ပါတယ်ဒါပေမဲ့ Wolves အသင်းကဒီရာသီခြေစွမ်း ကြတယ်ဗျနောက်ဆုံးပွဲမှာဒေါမွန်ကိုဝမ်းစီးနဲ့ဒါတလုံးတေကြီး draw ဖြစ်တာတယ်ဒီရာသီနိုင်ပွဲဆိုလို့ Hadenheim အသင်းတသင်းနဲ့ဟိုပဲနိုင်လာတာဖြစ်ပါတယ် Miss ကို1-1နဲ့တေကြတယ်ဒါပေမဲ့အိမ်ကွင်းမှာတော့တော်တော်လေးလက်ရှိ Uber ကခြေစွမ်းဆိုးရွားနေတာတွေ့ရတယ်တစ်ဖက်ကအသင်းက Leipzig ဟာ Xavi Simon မရှိကောင်မှအခု တိုက်စစ်ကတော်လေးအလုပ်ဖြစ်နေတာတွေ့ရတယ်ပေါ့နော်နောက်ဆုံးဘက်မှာကိုလွန်သင်းကို3-1နဲ့နိုင်တယ်မိတ်အိမ်ဝဲမှာ0-1နဲ့နိုင်တယ်ဆိုတော့ဒီဘက်မှာ Leipzig အနေနဲ့ကတစ်ဖက်ကခြေစွမ်းမတည်ငြိမ်တဲ့ Wolfsburg အိမ်ဝဲမျိုးမှာတရေပြင်းတော့ Leipzig ရှုံးနိုင်မယ်မထင်ဘူးဗျနောက်တစ်ချက်ကဒေဂျီဝင်ရိုးမှာ3-30ရှုံးဖြစ်နေတဲ့အတွက် Leipzig တကြပေါ့9-9ချင်းများတယ်လို့ယူဆတယ်ဆိုတော့ကိုအပေါ်ဘက်ပဲစဉ်းစားရမယ်ပွဲလို့တော့ ယူဆတယ်ပေါ့နော်။ဒါကြောင့်လက်ရှိဒီတာရကျွန်တော်တို့ body ကပို့ပြီး safe ဖြစ်မယ်ထင်ပါတယ်နော်။ဒီဘက်မှာကျွန်တော် live body လေးရွေးချယ်ထားခြင်းဖြစ်ပါတယ်။ Okay ပါ။အဲ့တော့နောက်ဆုံးပွဲကတော့ကျွန်တော် Mochen Club နဲ့ Frankfurt ပွဲလေးဖြစ်ပါတယ်။ဒီမှာ Frankfurt အနေနဲ့ level 40ရှုံးပေးထားပါတယ်။သုံးလုံးတည်နေပြန်ကားထားပါတယ်။အဲ့တော့မနစ်က Mochen Club ရဲ့အိမ်ခွင်မှာ DJ ပေးပြီးတော့ကျွန်တော်1-1နဲ့သာအဆုံးသတ်ခဲ့တယ်။အဲ့တော့ဒီမှာ လက်ရှိဒီနှစ်မှာတော့ level 40အဝေးဝန်းကနေ front fat ပေးထားတဲ့အနေအထားမျိုးဖြစ်တာကြောင့် front fat ကြီးအနှဲငယ်လေးတော့ပြင်းတယ်လို့ကျွန်တော်ယူဆလို့ရတယ်ဒါကမှသုံးလုံးတည်ရင်နဲ့ကာထားခြင်းဖြစ်တဲ့အတွက်လည်းအဲနှစ်သိန်းစလုံးက900နိုင်ကြီး chance တော့တော်တော်လေးများပါတယ်အဲ့တော့ motion club ဘက်ကိုပြန်ကြည့်ရရင်နောက်ဆုံး၅ဘွဲမှာ၄ဘွဲတီတီ go out ထားတယ်ဘွန်နလီကမှာလည်းတိုက်စစ်ကတော်တော်လေးအဆင်မပြေတဲ့အနေအထားတွေ့ရတယ်ဗောနော်ဒီထဲမှာ လီဗာပူလ်အသင်းကို1-1ဝါဒါဘရီမင်ကို0-4ဆိုတော့စတုဂတ်ကို1-0နဲ့ကန်တယ်ရှေ့မှာဟမ်ဘတ်လိုအသင်းကိုတော့0-0နဲ့မနိုင်ခဲ့တဲ့အနေအထားမျိုးမှာတစ်ဖက်ကတိုက်စစ်ပိုင်းအရန်ကောင်းနေတယ်နော်ဖရန့်ဖတ်အသင်းကိုနိုင်ဖို့ဆိုတာတိတ်တော့မဖြစ်နိုင်ဘူးညသို့ပေမဲ့ body G အရ level 40ပဲရှိတာကြောင့် ဟိုဟို body အနေနဲ့ front foot ကတော်တော်လေးပြော့နေတာမြင်တွေ့ရတယ်ဗောလေအဲဒါကမှသုံးလုံးတည်ရင်လည်းပြန်ရှင်ကြည့်မယ်ဆိုရင်လေမိုးချန်ကလာဘက်ကဂိုးရမယ်ပုံဖြစ်နေတယ်ဆိုတော့ဘလိုပဲဖြစ်ဖြစ်တော့ဒီပွဲကသုံးလုံးတည်ကြီးမှာကျွန်တော်ထင်တော့လက်ရှိကာရာဖောင်ကြောင့်เนาะနောက်ဆုံး၅ပွဲဆက်ဘွန်နီနုစကိုဖြစ်ထားတဲ့ဖွင့်ဆော့ထားတဲ့ front foot ရဲ့ခြေစွမ်းမျိုးကြောင့်ဒီပွဲကမိုးချန်ကလာဘက်ဒီပွဲမှာစပြီးတော့ဂိုး မြူးမဲ့အနေထားလေးရှိမယ်လို့ယူဆတာကြောင့်ကျွန်တော်ဒီနေ့သုံးလုံးတည်ကြီးကိုဒီနေ့ရဲ့သုံးစာပွဲအဖြစ်ကျွန်တော်ဒီပွဲလေးတော့ဂိုးဘော်လေးရွေးချယ်ထားပါတယ်เนาะလက်ရှိကတော့သုံးလုံးတည်ကြီးမှာ Frankfurt ဂိုးဘော်သုံးစာပွဲ ဖြစ်ပါတယ်။ Okay ပါ။ဒါဆိုရင်တော့ဒီနေ့ရဲ့ Bundesliga ရဲ့ပွဲချုပ်သုံးသပ်ချက်၅ပွဲဒီနေ့၅ပွဲပဲရှိတာဗောလေ။အဲ့တော့လက်ရှိကတော့ကျွန်တော် Osberg ပွဲဖယ်လိုက်လို့ရှိရင်တော့၄ပွဲလေးဒါ Bundesliga ရဲ့ပွဲချုပ်သုံးသပ်ချက် only live လေးဖြစ်ပါတယ်။အဲ့တော့ဒီနေ့မှာဒီ live ထဲမှာကျွန်တော် mount လေးပြောပြပါမှာဖြစ်ပါတယ်။နော်။အဲ့တော့အသေးလေးလက်မလေးတယောက်တစ်ချက်တော့ကုညီပြီးတော့နှိပ်ပေးကြပါဦးညီကလေး။ကျေးဇူးအများကြီးတင်ပါတယ်ဗျ။ဆိုတော့ကျွန်တော်တို့ပြန်ပြောရရင်တော့အာလေးသမောင် mount ပေါ့လေနော်။အဲ့တော့ mount ထဲမှာကျွန်တော်တို့ Crystal Palace body Juventus body, Sheffield United body နဲ့ Spa body ဖြစ်ပါတယ်။ဒါကတော့ဒီနေ့ရရွေးချယ်တာလေ၄သင်းပေါင်းမောင်းတက်လေးဖြစ်ပါတယ်။ပြန်ပြပါမယ်။ Palace Crystal Palace body, Juventus body, Sheffield United body နဲ့ Spa body ဖြစ်ပါတယ်။နော်။ Okay ပါဒါဆိုတော့ဒီနေ့ရ၄သင်းပေါင်းမောင်းတက်လေးရမှာဖြစ်ပါတယ်။ဆိုတော့ဒီ live ပြီးရင်တော့ကျွန်တော် now live ထဲမှာ La Liga ပြောမယ်။ Serie A နဲ့အတူနောက်ထပ်၄သင်းပေါင်းမောင်းနှစ်လေး ပြောပြီးတော့ကျွန်တော် now live မှာတော့အဆုံးသတ်ပါမယ်ဒီနေ့ကတော့အစတော့၄ live live ၄ခုလုပ်ဖို့ပဲပေါ့လေ၃ခုပဲကျွန်တော်လွှင့်ပေးပါမယ်เนาะအဲ့တော့ now ၄နေမောင်မောင်း၄လေးကို now live ထဲမှာကျွန်တော်ပြောပေးပါမယ်ဆိုတော့ဒီ live လေးတော့ဒီမှာပဲကျွန်တော်ရန်နာပြစီညီကိုရေးဆိုတော့ဒီနေ့ live လေးဒီ live လေးကိုလည်းကြည့်ရှုပေး brother တွေ share ပေး brother တွေ comment ပေး brother တွေတယောက်ချင်းညီတိုင်းကျေးဇူးအများကြီးတင်ပါတယ်ဗျမင်္ဂလာဆီသောညနေဖြစ်ပါစေဗျ good luck ပါဗျ